သူတို့မှာသာသနာလည်းမရှိဘူးဘာသာလည်းမရှိဘူးတကယ်တမ်းညအမျိုးဘာသာသနာစောင့်ရှောက်တယ်ဆိုပြီးတော့မဟာရဝိဇယလိုဇေဒီကြီးသာတဲတာတကယ်ညအဲ့ဒါကိုသူတို့ယုံကြည်တာလည်းမဟုတ်ဘူးလူတကာဒီရဲ့ဟောပေါ့နော်အတွက်ပေါ့နော်ကွန်ဂျိုတဲ့ရောက်မှုမဖြစ်ဖက်နဲ့ဆိုဂျိုတဲ့ရောက်မှုဖြစ်သေးတဲ့သူတွေကိုတောက်စာပုရိဒါအချင်းကြီးကအန္တပုရိဒါအကန့်လို့သူတို့သုံးနှုံးနေတာကိုမတရားသောအမှုပြုစိုးတော်မှုပြုအရမမှုပြုတဲ့သူတွေကိုတမန်ချန်းစာကတော့ထာဝရဖျက်ဆက်ဆုပ်ယွန်ရှာ၍မုံတီးတော်မှုတော်သူများဖြစ်တယ်။မိတ်ဆွေများအားလုံး တော်လန်တော်နေတဲ့ပါဘာသာရေးကပြောတဲ့နိုင်ငံရေးတကားများစီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လူမိုက်တို့ရဲ့စူဂျူတက်ရောက်မှုနဲ့လူမိုက်ကိုရှောင်ကျင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာအပိုင်း၃ကိုရောက်ရှိလာပြီဖြစ်ပါတယ်အပိုင်း၃မှာခရိယန်တိခါတော်ရဆရာတရာပေသူနဲ့အစ္စလမ်ဗလီဆရာတူဖြစ်တဲ့မောင်လာနာဟာဖြစ်ကားဒီဆရာဦးစိုးနေဦးတို့နဲ့အတူအခုလိုဆွေးနွေးထားတာကို ပြန်လည်တင်ပြလိုက်ပါတယ်။တမန်တော်မြတ်ရဲ့ဟာဒီသ်ဩဝါဒတော်အရာမကောင်းတဲ့သူတွေနဲ့အတူတူနေနဲ့မကောင်းတဲ့စိတ်ကသူကလွှမ်းမိုးသွား။သူကောင်းစားရပြီးတော့ဘလူသေးသေး။အဲ့လိုဖြစ်သွား။နောက်တစ်ခုကဒီဘရင်မျိုးနယ်မှာလေလေချောင်းတိုက်ခိုက်မှုပေါ့။ပြီးတော့အဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လေအင်တာဗျူးတွေတော်တော်လေးစိတ်မချမ်းမရ။ဘာဖြစ်လို့လဲဆိုတော့ဒီကလေးတွေရဲ့ဘလောက်ပဲစစ်ပွဲဖြစ်နေဖြစ်နေဒီကလေးတွေရဲ့အသက်ပေါ့နော်။အပြစ်မဲ့ပြည်သူတွေနောက်တစ်ခုကစာသင်တဲ့နေရာဆိုင် ဆရာဂျနီဗာကွန်ဗင်းရှင်းမှာလည်းပါတယ်လေစာသင်တော်တွေတာသနိကအဆောက်အဦတွေတခါတည်းပါပြီးသားမလို့အောင်ဆိုရင်ဆိုတော့ဒီနေရာမှာပေါ့ကြုံလို့ပေါ့တပည့်တော်တွေရဲ့အစ္စလမ်ဓမ္မမှာလည်းအဲ့လိုစစ်ဖြစ်နေတဲ့နေရာရောက်ပြီဆိုရင်ဘလောက်ဒီစီကံဥပဒေတာတွေတတ်မှတ်ထားတယ်လဲဆိုရင်အဲ့ဒီအဒေတာမှာရှိတဲ့လက်နက်ကင်ဆောင်မှထားတဲ့အမျိုးသမီးတွေရံပြုလို့မရအောင်ဟုတ်ကဲ့ဆရာလက်နက်ကင်ဆောင်မှထားဦးဒီတာမန်ပြည်သူဆရာကိုမေးရမှာငါတို့ပြန်တိုက်မှလားမတိုက်မတိုက်ဘူးဆိုဆရာကိုအနေနဲ့ပြုလို့မရအောင်အဲ့တဲ့ပိုလေးနဲ့တာပြောပြအောင် ဥမာဥစင်းကအဲ့ဒီစစ်ဒေသမှာရှိနေဥစင်းမှာလည်းကြောင်းရှိတယ်ဥစင်းကိုဆုံးကုန်းပို့မဲ့လူမရှိရင်မွတ်စလင်တွေကဆုံးကုန်းသွားပို့အောင်မတာဝန်ရှိအဲ့ဒီလောက်ဒီကိုအစ္စလမ်ဘာသာဖြစ်ရင်တော့မှကိုယ့်ရဲ့ကလေးတွေကိုယ့်ရဲ့ဒီဘီကိုယ့်ရဲ့ကလေးတွေမဟုတ်ဘူးเนาะကိုယ့်ရဲ့ဒေသမျိုးရန်သူနယ်မြေဖြစ်နေသည့်တိုင်အောင်အဲ့ဒီနေရာတွေကိုအနေမပြုအောင်နောက်ဆရာတို့လိုလားဒီသာသနိကဆိုင်ဟိုသာသနာရေးဆိုင်ရာဥဆောင်တဲ့ပုဂ္ဂိုလ်တွေလုံးဝကိလွန်ခွင့်ပေးရအောင်အစ္စလမ်ဓမ္မမှာ တို့တကယ်တမ်းကျတော့ဘာဖြစ်လို့ဒီလောက်လောက်လောက်ဖက်စစ်ဝါရတို့ကကျင့်သုံးတာเนาะဖက်စစ်ဝါရကျင့်သုံးတော့ဒီကျမ်းမာရေးစင်တာဆိုတာလည်းတို့စိတ်ဝင်စားအောင်ပညာရေးစင်တာဆိုတာလည်းတို့စိတ်ဝင်စားအောင်တို့ကဘာလုံးတော့တို့လက်ခံရင်လက်ခံလက်မခံရင်အကုန်လုံးအပြည့်ရှဲမှာအဲတပည့်တော်ဒီကျမ်းတော်မြတ်ခေါ်တာမှာခန္ဓာငါပါရမ30နဲ့နှစ်မှာဆိုရင် तू ကလူတယောက်ကိုတတ်ထားတာလည်းမဟုတ်ဘူးမာဟိုအသက်ရောကြီးအကြောင်းလည်းမဟုတ်ဘူးဒီကဘာကျိုးမှာပျက်စီးရပျက်စီးကြောင်းလုံနေတာမဟုတ်ဖဲနဲ့ အဲ့ဒီလိုနေရာတွေအဲ့ဒီလိုလူတွေကိုတယောက်ကိုတတ်ရင်တလောကလုံးအသက်ကိုတတ်တဲ့အကုသိုလ်နဲ့ညီမျှညီမျှသွားတယ်အတူတူပဲနော်အပြစ်မဲ့ကိုတတ်တာဟုတ်ဟွန်းအပြစ်မဲ့တတ်တာနောက်တမန်တော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော့ဘူခါရီကျမ်းမှာပေါ်ပြတယ်အသင်တို့အီမန်သက်ဝင်ယုံကြည်တဲ့ဘုံဘုံတို့လိုတရဏဂုံပေါ့နော်အစ္စလမ်တရဏဂုံကိုနှလုံးသားထဲမှာဟိုလေးလေးနက်နက်ယုံကြည်တဲ့လက်ခံတဲ့သူတွေမှန်နေတဲ့သို့တော်တဲ့သူများအသက်ကိုမတတ်သက်၍အသင်တို့ကလူကောင်းမယ်ဟွန်းသူများအပြစ်မဲ့တဲ့အသက်ကိုမတတ်သက်၍အသင်တို့ကလူကောင်းမယ် နောက်တမန်တော်မုဟမ္မဒ်ကမိန်တာစစ်ပွဲဖြစ်နေသည့်တိုင်အောင်လက်နက်နဲ့မချိန်အောင်တတ်တာမဟုတ်ဘူးနော်ချစ်စနိုးနဲ့စတဲ့ပုံစံနဲ့ပုံစံနဲ့တာမလုပ်အောင်ဟုတ်သူကအပြစ်မဲ့သူဖြစ်တဲ့အတွက်အဲ့လိုလုပ်တာကိုရိုင်းနေမလုပ်အောင်သူတို့ဟာအခုဒါကတော့တပည့်တော်တို့ကအသစ်တွေပြောတာကိုလိုက်နာမယ်သူတို့မှာသာသနာလည်းမရှိဘူးဘာသာလည်းမရှိဘူးတကယ်တော့အမျိုးဘာသာသာသနာဆောင်းလျှောက်တယ်ဆိုပြီးတော့မဟာရဝီဇယလိုဇေဒီကြီးသာတဲတာတကယ်ညာအဲ့ဒါကိုသူတို့ယုံကြည်တာလည်းမဟုတ်ဟုတ်ကဲ့နောက်တစ်ခုကခုနအရှိမဘုံဘုံတို့ပြောတယ် အာဒီငလျင်နဲ့ပတ်သက် ပြီးတော့သူတို့ဒီဆက်အာနာရှင်တွေကအပြစ်အခက်ရမယ်ဒါပေမဲ့အပြစ်အခက်ရမယ်လို့ကြေညာပြီးတဲ့နောက်မှာအခုအဲ့ငလျင်ငလျင်ပြီးတဲ့နောက်ပိုင်းပေါ့ငလျင်ပြီးတဲ့နောက်ပိုင်းဒီမတ်လ28ရက်နေ့ကနေပြီးတော့ဒီမေလဒီအခုလက်ရှိမဟုတ်သေးဘူးနော်တပည့်တော်အခုက73ရက်နေ့73ရက်မေလ4ရက်နေ့အထိကဒီလေးချောင်းတိုက်ချောက်မှု282ချိန်လောက်တယ်အာ280ဟိုဖုံးဖုံးကဒီဥစ္စာကစစ်ကြောင်းထိုးတာတွေ မတိမတာလက်နက်ကြီးနဲ့ပြစ်တာတွေတွေ့တဲ့လူတတ်တာတွေမပါသေးဘူးနော်တလားမပြေသေးဘူးနော်တလားမပြေသေးဘူးဆရာဘလိုင်းဘာဘာတိုက်ပွဲဘာမှမရှိဘူးဘလိုင်းကြီးဝင်ကျဲလိုက်တဲ့အချိန်ကြီးတို့ခွာ280နဲ့နှစ်ကြိမ်ရှိတယ်ပြည်သူလူတို့290နဲ့6ရောက်အသက်ဆုံးရှုံးပြီဒါကမနေ့ကဖြစ်စဉ်တွေမပါသေးဘူးနော်ဆရာမပါသေးဘူးဒီလ၄ရက်နေ့ထိရှိတဲ့စရင်မှရှိသေးတာဘလောက်ကြောက်ဖို့ကောင်းလို့ဆိုဆရာဆိုတော့ဒါကတရားမတော်မုဟမ္မဒ်သခင်ကမိန့်နေတယ် လူတစုငါတမန်တော်မရှိပြီးတော့မှပေါ်လာမယ်အဲ့လိုလူတွေဒီလိုလူတန်းသားတွေပေါ့အဲ့လိုလူတွေဟာတဲ့သူတို့ထုတ်ပြန်ထားတဲ့အမိန်ကိုသူတို့ပြန်ပြီးတော့ချိုးဖောက်မယ်ဥမာရှေ့မှာဆရာပြောတယ်2008ဖယ်သိပုံအခြေခံဥပဒေသူတို့ကိုယ်တိုင်ဆွဲလာဟုတ်တယ်သူတို့ကိုယ်တိုင်ချိုးဖောက်တာသူက2008အရဆိုပြောမှဆိုရင်တမန်ရဲ့လက်မှတ်ထိုးပါမှအာနာသိမ့်လို့ရတယ်သူတို့အာနာသိမ့်မှလက်မှတ်ပြန်ထိုးတာဟုတ်တယ်တစ်ချက်ချိုးဖောက်တယ်ပြီးရင်နှစ်နှစ်ပြင်ပို့ပြီးတော့သူကဒီမှာခံစားဖို့မရှိဘူးခံစားဖို့မရှိဘူးဒါပေမဲ့နှစ်နှစ်ပြီးတိုင်း6လ6လတော့သူ့အမိန်လည်းသူပြန်ပြီးတော့ချိုးဖောက်တာပါ ်နော်ဆိုတော့မထေမပြန်ပြုတ်နေတာမထေမထေမပြန်ဆရာခေါ်တာပြောတယ်မထေမပြန်ပြုတ်နေတာပဲဘီဒေါ်လာရဲ့စကားနဲ့ပြောမယ်ဆိုတော့ကိုကလပန်ကိုထိုးကိုချိုးကိုဝေးနေတာပေါ့ဗျာအဲ့ဒီလိုပုံစံမျိုးပေါ့ဒါကြောင့်မို့တမန်တော်မိုဟာမက်ကသူတို့ကိုယ်တိုင်ထုတ်တဲ့ဥပဒေတွေကိုသူတို့ပြန်ချိုးဖောက်မဲ့အာနာရှင်တွေပေါ်လာမယ်တဲ့အဲ့ဒီလူလူလူတွေပေါ်လာပြီဆိုရင်တဲ့အတင်တော့အတင်တို့ရဲ့ကိုထိလက်ရောက်သူတို့ကိုတဲ့ဂျီဟတ်လို့ပါဂျီဟတ်ဆိုတာကသူတို့ကိုအပြက်ချေမောင်းအောင်အပတ်တကုတ်ကြိုးပမ်းပြီးဒီလိုလူတွေကိုချေမောင်းအောင်ကိုရီးလက်ရောက်မလုံနိုင်ဘူးသူနှုတ်နဲ့ တပိတော်လို့ပေါ့ဂျီဟတ်လို့ပေါ့အဲ့လိုမှမတတ်နိုင်ရင်တော့နှလုံးသားထဲကနေပြီးတော့သူတို့ကိုဂျီဟတ်လို့အဲ့ဒီလိုလုံမှသာလျင်အတင်တို့ရဲ့ယုံကြည်မှုဟာတဲ့မြူမုံလောက်ပဲရှိအဲ့ဒီလိုမှမလို့ဘူးဆိုရင်သူတို့ရဲ့နှလုံးသားထဲမှာမြူမုံလောက်တောင်ယုံကြည်မှုမရှိဘူးဒီလိုပြောတာဒါကြောင့်မို့ဒီလိုတွေကိုဒီလိုရက်ဆက်တဲ့ဒီလိုယုတ်မာတဲ့ဒီလိုအာနာရှင်တွေကိုအမြင့်ပြတ်ချေမှုမဟုတ်ပါမွတ်စလင်နိုင်ပေါ်မှာတာဝန်ရှိတယ်ဒါကြောင့်မို့အစ္စလမ်ဘာသာဆိုပြီးကိုယ့်ကိုယ်ကိုနာမည်တက်တာပြီးပလီတွေကိုအခြေပြုပြီးတော့ နိုင်ငံရေးကိုအမျက်မထုတ်ဖို့ဒီလိုအာဏာရှင်တွေဒီလိုလူဆိုးတွေဒီလိုဖက်စစ်ဝါဒတွေပြီးရင်ကိုရီးယားအစ္စလမ်ဘာသာဝင်တွေရဲ့အမျက်တနှိုးထားရာတွေကိုကျူးကျော်ဆော်ကားတဲ့ဒီလိုလူတွေကိုမကာဝယ်ပေးသင့်ဘူးလို့တပည့်တော်ဒီနေရာနေပြီလေးလေးနက်နက်တိုက်တွန်းချက်ပါလူမိုက်တွေရဲ့လက္ခဏာနဲ့ညီညွတ်နေတဲ့သူတွေကိုပေါင်းသင်းမိဝဲအားပေးအားမြောက်ပြုနေတဲ့သူတွေကိုပေါ့နော်ဟိုဆရာတို့အစ္စလမ်ဓမ္မအတော်လည်းကောင်းပေါ့နော်ဒါမှမဟုတ်လို့ရှင်ဒီတမန်တော်မူဟာမက်ကပြင်းပြင်းထန်ထန်သကလုံးဟောဟာရအတုံးတုံးနဲ့ဘလို့တုံးတုံးခဲ့တယ်လေဘလို့လူတွေဆိုဘလို့လူသားတွေဆိုမျိုး ်ဦးသူဗုဒ္ဓဆိုလို့ချင်းများဟေတုတ်စပုရိဒအန္တပုရိဒအဲ့လိုသုံးခဲ့တာဗောနော်မကောင်းတာလုပ်နေတဲ့သူတွေကိုကာကွယ်နေတဲ့သူတွေမကောင်းတာလုပ်နေကိုကိုယ်တိုင်လည်းမကောင်းတာလုပ်နေတဲ့သူတွေဟိုလူတကာတွေအေးရဲ့ဟောဗောနော်အတွက်ဗောနော်ကောင်းကျိုးတက်ရောက်မှုမဖြစ်ဖက်နဲ့ဆိုးကျိုးတက်ရောက်မှုဖြစ်နေတဲ့သူတွေကိုတုတ်စပုရိဒအချင်းကြီးကအန္တပုရိဒအကန်းလို့ဦးသူသုံးနှုံးခဲ့တာကိုဆိုဆရာတို့တမန်တော်မူအမေကအဲ့ဒါဘယ်လိုသုံးနှုံးခဲ့ဘူးလဲပေါ့ဒါသူကတရားသူကဒီအုပ်စုတွေတော့မတူဘူးပေါ့ဒီစိုးသွမ်းပုံတွေအခုလို့ ီလိုတိုင်းပြည်ကိုအင်နာမဂျဇောအလ္လာဒီနယူဟာရီဘူနလ္လာဟဝရာဆူလာသူတို့ကအလာနဲ့အလာတမန်တော်ကိုတိုက်ခိုက်တဲ့လူတွေသူတို့ပြောမှဆိုရင်တော့သစ္စာဓမ္မဆိုတာအလာနဲ့အလာတမန်တော်ဘက်ကလာအဲ့အရာတွေကိုတိုက်ခိုက်တဲ့လူတွေကဒီလိုလူတွေကဘယ်လိုသူတို့တွေကိုပြည်နေနံပေးရမယ်အမှတ်တဲ့နော်ဟွန်းသူတို့ပြည်နေနံပေးရမယ်ပြည်နေနံတော့အခုခေတ်လို့ဆိုရင်ထောင်ချပေါ့အတွင်းချရလဲပါတယ်ပြည်နေနံပေးတာလဲပါတယ်ပြီးဒီထက်ပိုပြီးသူတို့ကလူတွေစီကနေပစ္စည်းခုနကဆရာပြောသလိုလူတာတယ်မဟုတ်ဘူး လူတွေစီကပစ္စည်းလူတာတယ်မို့လူတွေကိုပါဒုက္ခပေးပြီဆိုရင်တို့ကိုတစ်ခါပြန်ပြီးတော့ဘာလုပ်ရမလဲဆိုတော့တို့ကိုဒီထက်ပြင်းတဲ့အပြစ်ဒဏ်ပေးရမယ်အဲ့ဒါဘာလဲဆိုတော့တို့ဆရာတို့ပြောလောက်ဝကတ်တိုင်းမှာတရားဟုတ်ကဲ့တလားကားစင်တရားမယ်တို့ကိုဘဲဘက်လက်ကိုဖျက်ညာဘက်လက်ကိုဖျက်အဲ့လိုကိုလောက်ခိုင်းတာဘာဖြစ်လို့အပြစ်အဲ့လိုပြင်းပြင်းထန်ထန်ပေးမှသားလည်းဒီလူတွေကကြောက်မှာအဲ့လိုလူတွေကိုနောက်တစ်ခါအစ္စလာမ်မှာတော့ဝေါ်ဟာရာပဲဖာစစ်လို့ခေါ်တာအော်အပြစ်ကိုအပြစ်မှန်းမသိဘဲနဲ့ အပြစ်မှတော့သိတယ်ကျိုးလွန်နေကွာဘာဖြစ်တော့ဘူးမှခရီးမဆိုင်ဘူးဒီလိုလူတွေကိုဖာစစ်လို့ခေါ်တယ်ဟုတ်ကဲ့နော်ဖာစစ်လို့နောက်တစ်ခုကပါမိုနာဖစ်မိုနာဖစ်အယောင်ဆောင်ဟုတ်ကဲ့တို့တော့ဘာအောင်အခုဆိုရင်ခုနဦးစင်းလည်းပြောတယ်ဆရာလည်းပြောတယ်ဘာပေါင်းတော့ကိုလုတ်ပြီးဝင်မခံဘူးခုနပြောသလိုပေါ့ကြော်ဆိုးဦးလို့လုတ်သလိုပေါ့ဟုတ်တယ်ဟုတ်တယ်နော်ဘာလုတ်သလုံးဆိုတော့အဲကျွန်တော်တို့တကယ်လုတ်တာမဟုတ်ဘူးအင်းဒါဘာဖြစ်လို့ဘီလို့စသဖြင့်ပေါ့သူတော့ကိုလုတ်ပြီးကိုဝင်မခံအဲ့ဒါကိုလည်းကျွန်တော်များကိုရံငဝိုက်ဒါကီလာလာဟုံးလာတုပ်စေဒူဖီလ်အာရ်ဒ် ်သူတို့ကပြောကြလိမ့်မယ်တဲ့မင်းတို့အကြမ်းမ်းဖတ်ကြတယ်ကဘာဂျိုးမှာအဲငါတို့ကမင်းတို့ကဘာဂျိုးငိမ့်ညံ့အောင်လုပ်နေတာပါအင်နာမာနဟနုမွတ်စလီဟူငါတို့ကပြည်လဲအောင်လိုက်လုပ်နေတဲ့သူတွေငိမ့်ညံ့ရေးသမားတွေနိုင်ငံကြီးကိုမတည်ငြိမ်လို့ငါတို့ကတည်ငြိမ်အောင်ဟာလားလက်မတင်လေးနေကယ်တင်လိုက်ရတဲ့လူတွေအဲ့အဲ့လိုပြောကြလိမ့်မယ်တဲ့အလားအဲ့ဒါဆိုရင်ကိုရာငါပြောအလားတတိထားရတဲ့ဟွမ်ဟူမွတ်စီဒူအဲ့လိုရမွတ်စစ်ဖာစစ်တွေပဲအပြစ်ကိုအပြစ်မှန်တိတိကြီးနဲ့ကိုမျက်နှာပြောင်တိုက်ကျူးကျော်နေကျူးလွန်နေသူတွေ ဒါကြောင့်မို့အဲ့လိုလူတွေကနေပြီးတော့တပည့်တော်တို့ကရှောင်းအောင်မယ်ဒီလိုလူတွေကမိုနာဖစ်မျက်နှာနဖတ်နေလို့လေလောကမှာအဆိုးဆုံးသူကမျက်နှာဇွလ်ဝါဂျာဟိုင်းလို့ခေါ်တယ်ဟိုမှာပြည်သူ့ဘက်ကြာရင်မျက်နှာတစ်ဖက်စီရဲကြရင်မျက်နာတစ်ဖက်နော်နိုင်ငံတကာမျက်နာပြရင်မျက်နာတစ်ဖက်မျက်နာအမျိုးစုံဒီလူတွေဟာတဲ့လောကမှာလဲအဆိုးဆုံးတွေဖြစ်လို့နောင်တမလုံးမှာလဲ အင်မတားမအကြီးတန်းတဲ့သူတွေဖြစ်တယ်လို့ဓမ္မတော်မုဟမ္မဒ်ကမိန့်ပါအဲမျက်နှာနဲ့ဖက်ဆိုလို့သူတို့ဗုဒ္ဓဘာသာပဲအကြီးမဲ့သူတို့ဂူကြီးတို့လို့ပေါ့ဗျာတင်ပါတင်ပါဂူကြီးတို့လည်းပဲစစ်တပ်ထဲမှာရောက်ရင်သူကတမျိုးဟောတာတရားကိုဒီပြည်သူတွေရဲ့ဒီဓမ္မတပင်နေပေါ်မှာပြည်သူတွေကျင်းပဓမ္မတပင်နေပေါ်မှာရောက်ရင်လူမိုက်တို့ရဲ့သွားရလန်းတို့ဣဂရမင်းကြီးဘွားနီကုန်းတို့အမျိုးတွေဟောတယ်ပေါ့နော်စစ်တပ်ထဲရောက်တဲ့ခါတော့ဘာကိုဟောလဲဆိုလို့ရှိရင်အေဒုဒ္ဓဂါမဏိမင်းရဲ့အကြောင်းလေအဲအဲ့ဒါကိုဟောတယ်လေ ောတဲ့ကောင်မအဲ့ဒီဒုဒ္ဒကာမဏိမင်းအကြောင်းကြီးဟောပြီးတော့ဘာမှကြာပဲဆရာအေးရခိုင်ပြည်နယ်မှာရိုဟင်ဂျာဂျီနိုဆိုက်ဖြစ်ကုန်တာလေနော်အေးဒါရဒါသက်ရောက်မှုပေါ့အေးဆရာဆရာတို့ခရိယံဘက်ကပြောပါဦးအဲ့လိုအာရမမှုတွေပြုတ်နေတဲ့သူတွေကိုပေါင်းဖော်နေတဲ့သူတွေပေါ့နော်အာရမမှုကိုယ်တိုင်ပြုတ်နေတဲ့သူတွေကိုဆရာတို့ခရိယံကြတော့ဒါဘလို့ဩဝါဒနဲ့တုံးတုံးပြီးတော့ပြင်းပြထန်ထန်လုံးတယ်ဆရာတင်ပါဦးစင်တုတ်တန်ချမ်းအခန်းကြီး6ပေါ့နော် ုတ်တန်ကျန်ခန်းကြီး6ခန်းငယ်16ကနေ18မှာသာဝရဖျားမုံတော်မူသောအရာဟုတ်ကဲ့သာဝရဖျားမုံတယ်လို့ပြောတာတော့ကျန်စကလုံးကသာဝရဖျားမုံပြပူဆိုးတယ်သာဝရဖျားမုံတော်မူသောအရာ6ပါးမကဆတ်ဆုပ်ယွန်ရှာပွဲဆတ်ဆုပ်ယွန်ရှာတော်မူသောအရာခွန်တာပါဟုမူကဥစဉ်နားတော်ကြည့်ဆရာထောင်လွားသောမျက်နာတပါမမာနနဲ့ဟုတ်တယ်မူတာ၌ကျင်လေသောရှာတပါအခုဘုံကျဲတယ် ဘုံကျတာဟောကြောင်းငင်လို့တာနော်ဟုတ်ခုပြောရလေဟုတ်တယ်ကြောင်းငင်လို့တာနော်အဲ့မှာကြောင်းသားတွေမဟုတ်ပါဘူးနော်အခုကကြောင်းပိတ်တဲ့အချိန်တွေပါတွေပြောတယ်ဟလားဟိုဗာတော်လိုင်းအင်အားစုတွေလာနေလို့ပါလို့ပြောတယ်ဟိုပုံလေးတွေကဟိုဆင်ထားတဲ့ပုံတော့ပြောင်းလိန်ပြောင်းစားလေမှုတာနော်ကျွန်တော်တို့ကျမ်းစာယေရှုခရစ်ပြောတဲ့စကားကြတော့ဒီလိုပြောတယ်သင်တို့ဟာတဲ့မနဟာမနဆိုစိတ်ရှိုက်တန်စာတန်ပြောတာစာတန်ပြောတာစာတန်မနမနဟာရှေးဥစွာမှစ၍လူအသက်ကိုတတ်တော်သူ မုသာကိုတုံးတော့သူသူဒီမုသာကိုတုံးတော့အခါမိမိပဂတိအတိုင်းတုံး၏တဲ့ဆိုလိုချင်တာက lies his nature မုသာကသူ့ရဲ့သဘောတဘာဝပဲဖြစ်နေတာသူ့မှာဘာမှသစ္စာတရားဆိုတာဘာမှမရှိဘူးအမှန်တရားဆိုတာဘာမှမရှိဘူးမုသာကသူ့ရဲ့သဘောဝဖြစ်နေတယ်ဒါကရှင်ဝံခရင်ဂျန်ခန်းကြီး30အခိုင်ငယ်90မှာယေရှုခရစ်ကိုယ်တိုင်ပြောတဲ့စကားတွေဥစားကြတော့အဲ့တော့စတမန်နဲ့ရဲ့မိဇာရဲ့နှလုံးသား စတမန်နဲ့မိဇာရဲ့နတ်ဆိုးရဲ့စိတ်ဝိညာဉ်ပူးကပ်ပြီးကျွန်တော်အရင်ပြောဘူးပါတယ်အထက်မှာကြောက်တော့သူတို့ဘာမှမြင်တော့ဘူးလေอืมဟုတ်တယ်ကလေးလည်းမမြင်တော့ဘူးအပြစ်မဲ့လည်းမမြင်တော့ဘူးเนาะလှုပ်သိမ့်ဤမလှုပ်သိမ့်ဤဖြစ်သိမ့်မဖြစ်သိမ့်ဤလည်းဘာမှဝေဖန်ပိုင်းခြားခြင်းမရှိတော့ဘူးဆိုတော့အဲ့တော့ဆဆုပ်ဂျွန်ရှာတော်မူသောအရာကထောင်လာသောမျက်နှာတော်ပါမူတာ၌ကျင်လေသောရှာတော်ပါအပြစ်မရှိသော သူ၏အသက်ကိုတတ်သောလက်တပါအပြစ်မရှိတဲ့သူ၏အသက်ကိုတတ်တာဒီလက်နဲ့ နော်ခလုတ်လေးနှိပ်ချပလိုက်ဟောဒါဒါပဲလေနော်အောက်မှာလာသေးတယ်မကောင်းသောအကြံကို ကြံစီသောနှလုံးတစ်ပါးအပြစ်ပြရသူ အလင်းအမြန်ပြေးတတ်တော့ခြေတပါမြန်သလားတော့မမင်းနဲ့အတန်တက်တော့မြန်နေတယ်ဆောင်းလေးအပြစ်ပြရအောင်ပြေးတာနော်အတန်တက်မြန်နေရတယ်တော့တော့ခြေတပါမုသာစကားကိုပြော၍မမှန်တော့တက်တယ်တပါအဲ့ဒါသူ့ရဲ့အပေါင်းသင်းလက်ပြမှုအပေါင်းသင်းသူ့ရဲ့အပေါင်းသင်း မူတာပြောပြီးမူတာလောက်ရဲ့ကြီးကိုလှုပ်တယ်အတင်းသားအဲ့ဒါမှလောက်ရဲ့ကြီးကိုလှုပ်တယ်အဲ့ဒါကိုစောစောပြောတယ်မနေ့ကမှတွေ့လိုက်တာဇော်ပိုးဝင်းတို့ပါတော့လားဆိုတော့ဒီလူတွေကမူတာကိုပြန်ပြီးကာခွဲတာသူရဲ့ဝါဒပြန့်မီဒီယာဖြစ်တယ် MRTV ကတော့မှပြောတာလေဒါကြီးကမဟုတ်ပါဘူးဆိုတာမူတာပဲလေအဲ့တော့ဟုတ်တယ်လေပုံပုံအဲ့ဒါနော်ဟုတ်တယ်မူတာစကားပြောမှန်မှန်သောတက်တယ်တပါဘေးကနေသူတက်တယ်လောက်တာအပေါင်းပေါ်ချင်းရန်တွေ့စီချင်းကပြုတ်တတ်တော့သူတပါဒီတဲ့ အဲ့ဒီလိုအတ္တမပြုတဲ့ဥစဉ်ကုမေးလိုက်တဲ့ဟာခြုံငုံပြီးပြောရမှာဆိုမတရားသောအမှုပြုစိုးသောအမှုပြုအတ္တမမှုပြုတဲ့သူတွေကိုတမချန်းစာကတော့ထာဝရဖျက်ဆက်ဆုပ်ယွန်ရှား၍မုံတီးတော်မှုသောသူများဖြစ်တယ်သူတို့ကဩဆိုတော့ဆရာဒီအလေးထောက်ပြသွားတာကျေးဇူးတင်ပါတယ်ဆိုတော့အဲ့ထဲမှာဦးဇင်းတို့ဗုဒ္ဓရဲ့ကျမ်းစာထဲမှာတော့ဗုဒ္ဓကဟိုတားတော်ရာဟုလာကိုဟိုဖုံးမတဲ့ တုတ်တန်တစ်ခုရှိပါတယ်အဲ့ဒါရာဟုလောဝါဒတုတ်တန်တော့ရာဟုလောဩဝါဒပေါ့ဗျာရာဟုလောကိုသုံးပါတာပေါ့အဲ့တဲမှာမှာဘုရားကဘာမိန်လဲဆိုလို့ရှိရင်ခြေသားရာဟုလာတဲ့မှုသားစကားပြောဆိုသောသူတို့သည်မကောမှုအကုသို့အားလုံးကိုလှုပ်တော်သူဖြစ်တယ်တဲ့ပြောချင်တာကဟိုမှုသားပြောတဲ့သူကကျန်တဲ့အကုသို့အကုန်လှုပ်တယ်တဲ့ကဘောင်းလို့ဆိုတော့ကျန်တဲ့အကုသို့တွေအကုန်လှုပ်တယ်လေလှုပ်ပြီးလို့ရှိရင်မဟုတ်ပါဘူးဆိုတဲ့အေမှုသားနဲ့ပဲပိတ်လိုက်တာပေါ့နော် ရှေ့ကနေကလိုက်တယ်ဆိုတော့ပြောလို့ပေါ့ မမှန်သက်တွေတွေလည်းပူသားနောက်မှာလိုက်ကြတာပေါ့နော်ဒီနေ့ဒီချိန်မှာဆိုလို့ရင်လည်းဦးသင်တို့တခြားတခြားသောဘာသာရေးခေါင်းဆောင်တွေရောဦးသင်တို့ဘုရားဘာသာထဲမှာအထူးသဖြင့်မဘဒပေါ့နော်ဟိုမဘဒအဖွဲ့အစည်းတစ်ဖွဲ့လုံးကလည်းပဲရှင်းမှာမင်းအွန်လိုင်းနဲ့ဖက်သစ်သက်တက်ကမကောင်းတာတွေမှာနေမှာအကုန်လုတ်တယ်အကုန်လုတ်တယ်မနေ့ကအထီနော်ပြင်းပြင်းထန်ထန်လုတ်တယ်အဲ့နောက်မှာတို့ကတော့အွန်လိုင်းချင်းလိုက်လာပြီးသားမမှန်သက်တွေတွေပေါ့နော်မမှန်သက်တွေတွေမှုသားကိုပဲလက်ကင်သုံးပြီးတော့မှာပေါ့နော် ခုနကလိုရာဟုလာကိုဗုဒ္ဓမင်းငဲ့တယ်လို့ပေါ့နော်မူသားကိုလက်ခံတယ်လို့အကုန်ခြေဖြတ်တာပေါ့နော်ခြေဖြတ်တာဖြစ်တယ်ပေါ့အဲ့လိုမမှန်တတ်တွေအများကြီးလုပ်ခဲ့ကြတယ်ဒါကြောင့်လေအာနာမသိငင်ကာလမှာဂူကြီးပြောခဲ့တဲ့စကားရှိရလေဗျာဟွတမရဲရဲလို့အဲရဲနော်နောက်မှာတန်ခါ၄သိန်းကျော်ရှိတယ်အဲ့တန်ခါ၄သိန်းကျော်ကမမှန်တတ်တွေနဲ့မူသားသုံးပေမဲ့ဆိုတော့ထောက်ခံမှုမျိုးနဲ့သဘောတရားပါပေါ့နော်ခုလဲဓာတ်ပြီးပေါ်လာတယ်နော်ဆရာဒီနေ့ဒီချိန်မှာလေပေါ်လာတယ်နော် တခုခုလုံးလိုက်ပြီဆိုလို့ချင်းနောက်ကနေမှသူတို့မဘာသာအုပ်စုတွေအကုန်လုံးကဘာလို့လဲထွက်လာတာနော်ထွက်လာပြီးတော့လိုင်းပြီးတော့ကာလာတာလေးဟုတ်တယ်မလားတင်ပါတင်ပါတော်လိုင်းရဲ့အစုဘက်ကဟိုအတင်းဆောင်နဲ့အမားလို့ယူဆရတဲ့အရာတွေပေါ့နော်ဟိုနှမ်းသီလောက်ရှိတော့ဟိုအပြစ်မြူမော်လောက်ရှိတော့အပြစ်လောက်လေးတွေကိုအုံသီလောက်ရှိအောင်ကျဲပြန်ထောက်လို့ကြတာတွေလေဟိုတတ်ထောက်ခွန်ပွဲလိုအမျိုးတွေဒီနေ့ဒီတွေ့နေရတယ်ပေါ့နော်တင်ပါတင်ပါဒါဟာဂူကြီးပြောတဲ့စကားရဲ့နောက်ကနောက်ဆက်တွဲလို့ဦးဇင်းအန်းတို့ကတော့မြင်နေပေါ့ ဆိုတော့ဒီနေ့လူမိုက်တွေရဲ့အပြောအဆိုအပြုအမူအကြံအစီတွေကြောင့်တက်ရောက်မှုတွေဟာဒီနေ့အချိန်မှာဒါဥသိန်းတို့နိုင်ငံမှာမမြင်ခြင်းမအဆုံးမသိခြင်းမအဆုံးတကဘာလုံးဟုံဟုံတောက်နေတာဖြစ်ပြက်နေတာနော်သိနေပါပြီဆိုတော့ဥသိန်းတို့ဟာဒီလူမိုက်တွေကိုကျင်ဖယ်ရမယ်အတေဝနာပေါ့နော်အတေဝနာမမီဝဲရဘူးမပေါင်းသိမ်းရဘူးပေါ့နော်မမီဝဲမပေါင်းသိမ်းခြင်းဒီမင်္ဂလာမင်္ဂလာဆိုတာက မင်္ဂလာပါပါလူနာဒီစင်နေဒီဒီမင်္ဂလာလို့ခေါ်တာတင်ပါဆိုတော့မကောမှုခုတို့များတွေကိုရိတ်လိပယ်ဖြတ်တာကိုမင်္ဂလာလို့ခေါ်တာမကောမှုတွေကျူးလွန်နေတဲ့သူတွေကိုရိတ်လိပယ်ဖြတ်တာတင်ပါဘောက်လုံးဆိုအဲ့မကောမှုကျူးလွန်နေတဲ့သူတွေရဲ့အကျိုးသက်တွေဟာဒီလိုဒီနေ့ချိန်အမျိုးတွေဖြစ်လာကြရလို့မို့ဒါကြောင့်မို့မကောမှုပြုတဲ့သူတွေနဲ့ရှောင်ကျင်ရမယ်မပေါင်းတင်ရဘူးဆိုတဲ့အနေထားမျိုးကိုသွားတာဖြစ်ပါတယ်ဒါကတော့လူမိုက်တွေရဲ့စိုးကျိုးတက်ရောက်မှုနဲ့လူမိုက်ကိုရှောင်ကျင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့တဲ့ဆွေးနွေးချက် အပိုင်း၃ပဲဖြစ်ပါတယ်ဆွေးနွေးချက်အပိုင်း၄ကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်တယ်ဆိုတဲ့အကြောင်းကိုအလုံးသောတော်လန်တော်မိသားစုအပေါင်းကိုတင်ကောင်းပါပါတယ်ကျေးဇူးများစွာတင်ရှိပါတယ်